အားလုံးပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစူးစီးတင်ဆက်ထားတာပါလက်ရှိအနေအထားမှာထိုင်းနိုင်ငံကအလုံသမားလူဝတ်ချက်အရင်ကြီးလာတယ်အဓိကအဖြစ်ထိုင်းနိုင်ငံကိုနိုင်ငံတကာယင်းနှိမ့်နှံမှုတွေကလှိမ့်ဝင်လာတယ်လို့ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဖြစ်လိုက်တဲ့ပြဿနာမှာကမ္ဘောဒီးယားနိုင်ငံကထိုင်းနိုင်ငံမှာအလုံလုံနေတဲ့ ူးနိုင်ငံသားတွေကိုပြန်ခေါ်လိုက်တာကမ္ဘောဒီးယားနိုင်ငံသားပေါ့နော်ထိုင်းမှာအလုပ်လုပ်နေကမ္ဘောဒီးယားနိုင်ငံသားအယောက်၈သိန်းလောက်ပြန်သွားတယ်လို့သတင်းတွေမှာဒီလိုပေါ်ပြတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံအနေနဲ့အလုပ်သမားလိုအပ်ချက်တော်တော်ကြီးသွားတယ်ကြီးသွားတော့ထိုင်းကထိုင်းထိုင်းနိုင်ငံကဘာလို့လဲဆိုတော့သူကအဓိကအဖြစ်သူ့နိုင်ငံကိုရောက်လာတဲ့နိုင်ငံတကာယင်းနှမြုံနှံမှုတွေအတွက်ကိုသူကလုံလုံသားအင်အားပေါ့နော် ဟိုဘယ်လိုခေါ်မလဲလုံလောက်စွာရှာပေးရမယ့်သဘောရှိတာပေါ့အဲ့တော့ထိုင်းနိုင်ငံသားတွေကဘာလုပ်နေလဲလို့မေးလို့ရတယ်အဓိကအဖြစ်တော့ထိုင်းနိုင်ငံသားတွေကအခြေခံအလုပ်တွေစက်ယုံအလုပ်တွေပါတယ်ပေါ့တိတ်မလုပ်ကြတော့သူတို့ကအဓိကအဖြစ်ကိုပိုင်အလုပ်တွေလုပ်တယ်ဥပမာအိမ်နှင်းမှုလေးတွေလုပ်တယ်စိုက်ပျိုးရေးရောနော်ဒါမျိုးတွေသူတို့ကအဓိကအဖြစ်လုပ်လာကြတယ်အဲ့တော့ကြံတဲ့ခုနပြောသလိုအလုသမားနေရာမှာ၄အောက်ခြေဒိန်းအလုသမားနေရာတွေမှာက နိုင်ငံသားပေါ့နော်အိန္ဒိချင်းနိုင်ငံကအိန္ဒိချင်းသူတို့ထိုင်းတက်ဆင်းရဲတဲ့နိုင်ငံတွေကအလုသမားတွေပေါ်မှာပုံမိခိုလာရတယ်။အဲ့တော့ခုနကျွန်တော်ပြောသလိုကမ္ဘောဒီးယားနိုင်ငံကအလုသမား၈သိန်းလောက်ကကမ္ဘောဒီးယားနိုင်ငံပြန်သွားတဲ့အခါကျတော့အဲ့ဒီနေရာမှာအစားထိုးဖို့အတွက်အရင်ဆုံးသွားစဉ်းစားမိတာမြန်မာနိုင်ငံသားတွေဖြစ်ပါလိမ့်မယ်ကျွန်တော်ထင်တာ။ဘာကြောင့်လဲဆိုတော့အဲ့ဒီတစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံမှာလည်း ပရိပခါတွေဖြစ်နေတယ်စီပရိပခါနိုင်ငံရေးပရိပခါစီးပွားရေးပရိပခါပေါ့ဗျာအချက်တဲတွေရှိနေတယ်အဲ့တော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံကလူငယ်တွေကထိုင်းနိုင်ငံတွေကိုတရားမဝင်ပြေးဝင်တယ်ပြေးဝင်တာကိုပထမထိုင်းနဲ့ထိုင်းဆိုးရနဲ့မြန်မာဆိုးရညှိနှိုင်းပြီးတော့ဒီလူငယ်ကို CI ထုတ်ပေးတယ် CI ထုတ်ပေးပြီးတော့မြန်မာတန်ယုံက passport လုတ်ပေးတယ်ပြန်ကျင်တဲ့လူပြန်လို့ရတော့ဒါပေမဲ့နောက်ဆုံးနောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့ CI ရှိပါစေ passport ရှိပါစေ အလုရောက်တော့တိတ်မလွယ်ဘူးတိတ်မလွယ်ဘူးဒါပေမဲ့တိတ်မလွယ်ဘူးဆိုပေမဲ့ကမ္ဘောဒီးယားလုံသားတွေထွက်သွားတဲ့နေရာတွေမှာတော့အလုတွေရနေတယ်သူ့ပေမဲ့တရားဝင်မဟုတ်ဘူးပြောရရင်တရားဝင်မဟုတ်ဘူးအဲ့လိုပေါ့ဟိုတရားမဝင်ဖြစ်လုံလုံတာတွေဟလာဟိုခိုးလုံတာတွေဒါအများကြီးရှိရှိတော့ရဲဖမ်းခံရသွားရင်သူတို့လုံထားတဲ့ချွေးနေသားလေးကိုကုံဝါပြန်အောင်ပြီးရင်ပြန်ရှာလိုက်ပြောရရင်တော့ထိုင်းရဲကိုလုံကျွေးသလိုဖြစ်နေတာပေါ့နော်အဲ့လိုပဲသူတို့ရှိမှတရားမဝင်လုံလုံရတဲ့အခါကျတော့သူတို့အနေနဲ့ ဟိုမလုံမချုံလုံးလို့ရတာပေါ့နော်အဲ့တော့တချို့မြန်မာတွေကမလေးရှားကိုထွက်ပြေးတာရှိတယ်တချို့ကြတော့လေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုသွားနေတာရှိတယ်နော်ဒုက္ခသည်အဖြစ်ရှောက်ထားတာတွေရှိတာပေါ့နော်ထိုင်းနိုင်ငံမှာဒုက္ခသည်အဖြစ်ရှောက်ထားတဲ့မြန်မာတွေလည်းတော်တော်များတယ်လို့ကျွန်တော်တို့ဒီလိုသိရတာတချို့ကတော့ဒုက္ခသည်စခန်းမှာ သွားမနေဘဲနဲ့ဘန်ကောက်တို့ချင်းမိုင်တို့မှာနေရလို့လည်းပြောတယ်ဟိုးအရင်တုန်းကတော့ ဒုက္ခသည်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာဒုက္ခသည်တွေကဟိုကန့်နေမှာပဲနေရတယ်လို့ကျွန်တော်တို့လို့သိတာပေါ့နော်ဒီလိုသိတယ်ဆိုလက်ရှိအနေထားမှာထိုင်းဆိုရကအဲမြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့်ပြုလိုက်တယ်ဗျအဲ့တော့ပြောရရင်တော့ထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးရောက်နေတဲ့မြန်မာလူငယ်တွေအတွက်တော့ဒီကိစ္စကကောင်းတဲ့သတင်းပေါ့မြန်မာနိုင်ငံအတွက်ကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုးအရင်တော့88ကာလတုန်းက brain drain ဖြစ်တာပေါ့ဗျာ ုံနောက်ယူဆမှုရှိတယ်။အုံနောက်ယူဆမှုဖြစ်တာပေါ့နော်။ပြောရရင်တကယ်ပညာတတ်တွေပညာရှင်တွေတော်တော်များများနိုင်ငံကောင်ထွက်သွားကြတယ်။ထွက်သွားကြတဲ့အတွက်မြန်မာနိုင်ငံထဲမှာပြန်ပြီးတော့လာကျွန်တော်တို့ပညာရှင်ပညာတတ်တွေမရှိတဲ့ခါကျပြန်ပြီးတော့အစိုးရအနေနဲ့ပြန်မွေးထုတ်ရတာပေါ့ဗျာ။အခုကျဒီလိုမဟုတ်ပဲနဲ့ youth drain ဖြစ်နေတာပေါ့နော်။လူငယ်တွေတော်တော်များများလူငယ်တွေတော်တော်များများကမြန်မာနိုင်ငံထဲမှာရှိနေတဲ့အချက်အသေးပေါင်းစုံအလုံးဝိုင်းဝန်းကြော်လာကြမယ်ဟေးဆိုတော့ စိတ်ချက်မရှိတဲ့လူငယ်တွေပေါ့နော်တော်တော်များများကထိုင်းနိုင်ငံကိုထွက်သွားကြတယ်ထိုင်းနိုင်ငံမှာဖြစ်သလိုနေတယ်ဖြစ်သလိုစားတယ်ဒုက္ခတွေခံတယ်ဒါမျိုးတွေပေါ့ဗျအများကြီးပေါ့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကတော့ခုနပြောသလိုထိုင်းနိုင်ငံကနေပြီးတော့ကမ္ဘောဒီးယားတွေပြန်ထွက်သွားတဲ့အတွက်မြန်မာနိုင်ငံအတွက်ကတော့မကောင်းနဲ့မကောင်းဘူးလို့ကျွန်တော်ဒီလိုပြောချင်တယ်ဆိုတော့အဓိကအဖြစ်တော့ဘာလဲဆိုတော့ကျွန်တော်ခုနပြောသလိုကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဖြစ်တာဘာဖြစ်လဲလို့မေးလို့ရသူ့ပြင်မြန်မာနိုင်ငံအတွက်အများကြီးလာပြီးတက်ရောက်မှုရှိလား တော့ဒီနေရာမှာနောက်တင်ကန်းတာတစ်ခုယူနေတာပါလဲဆိုတော့ကဘာကြီးတစ်ခုလုံးကတိတ်ကြီးသွားပြီဆိုလို့ရှိရင်ဒေတာတွင်နိုင်ငံတွေမှာအားလုံးကကျွန်တော်တို့ကဒိုမီနိုတုံးလေးတွေလိုပဲဒိုမီနိုတုံးလေးတွေလိုချိတ်ဆက်နေတာဒိုမီနိုတုံးလေးတုံးလဲပြီဆိုတာ ਨੇ ကျန်တဲ့နိုင်ငံတွေအကုန်လုံးကိုတက်ရောက်မှုတွေရှိလာတာပဲနော်တက်ရောက်မှုတွေရှိလာတာအခုလက်ဒီလိုပဲထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဖြစ်တယ်အာမြန်မာနဲ့ပါဆိုင်လို့လည်းအဝေးလို့ပြောလို့ရပါပဲ ထိုင်းနိုင်ငံကနေထွက်ခွာသွားတဲ့ကမ္ဘောဒီးယားအလုပ်သမားတွေနေရာမှာမြန်မာနိုင်ငံကိုအစားထိုးမယ်ဆိုပြီးတော့မြန်မာနိုင်ငံကလုပ်သားတွေထိုင်းနိုင်ငံမှာရောက်နေလုပ်သားတွေကိုအစားထိုးမယ်ဆိုပြီးထိုင်းဆိုကကြေညာလိုက်တဲ့အတွက်လက်ရှိအနေအထားအထိကိုမြန်မာနိုင်ငံလူငယ်တွေကတရားဝင်ရောတရားမဝင်ရောထိုင်းနိုင်ငံကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ထွက်ခွာနေကြတယ်ဒါအဲ့တော့ခုနကျွန်တော်ပြောသူမြန်မာနိုင်ငံမှာလုပ်သားအင်အားရှားပါလာပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့စိုက်ပျိုးရေးမွေးမြူရေးကြံတဲ့ကုန်ထုတ်လို့ရအလုပ်တွေကိုပါတော်တော်များများ ထိခိုက်ကုန်တော့နော်ဒါဒိုမီနို theory ပုံစံမျိုးပဲအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်သတင်းဖတ်ပြမယ်နည်းနည်းပြီးရင်ချက်သုံးသပ်ပြမယ်ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့မြန်မာနိုင်ငံသားများကိုထိုင်းနေအလုပ်လုပ်ကင်ခွင့်ပြုလိုက်ပြီးကမ္ဘောဒီးယားလုပ်သားများခေါ်ယူရန်မလိုအပ်ကြောင်းထိုင်းဝန်ကြီးချုပ်တစ်အနုထင်ကပြောကြားကြောင်းဘန်ကောက်ဖို့သတင်းကဖော်ပြတယ်ဆိုပြီးတော့မြန်မာဘာသာနဲ့ရေးထားတဲ့သတင်းတစ်ပုဒ်မှဒီလိုဖော်ပြထားတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းကိုဒုက္ခသည်စခန်း၉ခုတွင် နေထိုင်သည့် မြန်မာဒုက္ခသည်များကိုလာမည့်တစ်နှစ်အတွင်းထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမည်ဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်အနူတင်ကဗုဒ္ဓဘုရားတွင် ပြောကြားပြီးတဲ့ကမ္ဘောဒီးယားလူသားများကိုပြန်လည်ခေါ်ယူရန်မလိုအပ်ဟုသတင်းတွင်ဖော်ပြထားတယ်တဲ့အော်တိုဘတ်၁ရက်နေ့မှစတင်ဒုက္ခသည်များကို၎င်းတို့၏စခန်းပြင်ပတွင်တစ်နှစ်လုပ်ကိုင်ခွင့်ပေးထားကြောင်းဝန်ကြီးချုပ်ကပြောတယ်ထို့သောပြည်ရတဲ့ထိုင်းနိုင်ငံသည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများကို လိုက်နာပြီးစီးမြင်းများနှင့်ဥပဒေများကိုနာခံသည့်ဒုက္ခသည်များအတွက်အခွင့်အလမ်းများဖွင့်ပေးခြင်းဖြစ်က၎င်းတို့အတွက်အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောတယ်တဲ့အလုရှင်များကလည်းမြန်မာဒုက္ခသည်များအတွက်တက်တာချောင်ကြီးရင်းနှင့်အလုသမားဥပဒေများနှင့်အညီထောက်ပံ့ငွေများပံ့ပိုးပေးမည်ဖြစ်ကြောင်းအာမခံချက်ပေးခဲ့သည့်အတွက်ပေးခဲ့သည်ဟုသတင်းမှာဖော်ပြထားတယ်တဲ့ ဒီအလုသမားတွေဟာတရားဝင်အလုသမားတွေဖြစ်လို့အကာအကွယ်ပေးရလိမ့်မယ်ဆိုပြီးတော့ဝန်ကြီးချုပ်ကပြောတယ်။အလုလုပိုင်ခွင့်ဟာပြည်နယ်၄ခုမှာရှိတဲ့ဒုက္ခသည်စကန်း၉ခုရှိမြန်မာနိုင်ငံသားများနဲ့သက်ဆိုင်ပြီတဲ့။၎င်းတို့ဟာမြောက်ပိုင်းအလယ်ပိုင်းလွင်ပြင်နဲ့အရှေ့ပိုင်းရှိ ပြည်နယ်၄၃ခုတွင်အလုလုနိုင်သည်ဟု၎င်းကပြောတယ်တဲ့။ထိုင်းအလုသမားဝန်ကြီးဌာန၏အဆိုအရတခရိုင်မဲဟောင်းဆောင်မဲဟောင်းဆောင်တွင်၄ခုတဲ့။ကက်ချနာဘူရီနဲ့ ရက်ပူရီတို့တွင်တစ်ခုစီရှိပြီးမှတ်ပုံတင်ထားဤဒုက္ခသည်၄သိန်း၄000 2600တအူးရှိတယ်တဲ့ကမ္ဘောဒီးယားနဲ့နယ်နိမိတ်ချင်းပြိပခါကြောင့်ကမ္ဘောဒီးယားအလုသမားသိန်းနှစ်ချီနေရနိုင်ငံတို့ပြန်လည်ထွက်ခွာသွားခဲ့ပြီးပြန်မလာပါကကမ္ဘောဒီးယားရှိ၎င်းတို့၏ပိုင်ဆိုင်မှုများကိုဆုံးရှုံးရမည်ဟုဖိအားပေးခံရသည့်အတွက်တည်းဆိုပြီးတော့ဘန်ကောက်ဘုတ်မှာပြောပေါ်ပြထားသည်လို့ရေးထားတယ်အဓိကအပြင်ပြောရရင်တော့ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်က ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေကမ္ဘောဒီးယားကိုပြန်မလာရင်သူတို့ရဲ့ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းမယ်ဆိုပြီးတော့ဖိအားပေးလို့တော်တော်များများပြန်သွားကြတယ်ဒီလိုရေးတာပေါ့နော်ဒီလိုရေးတာပေါ့အဲ့တော့ပြောရလို့ရှိရင်ဒီမှာသူကရေးထားတာကတော့လက်ရှိထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နော်ခရိုင်၉ခုခရိုင်၄ခုကအပြည်နယ်၄ခုကဒုက္ခသည်စခန်း၉ခုမှာရှိတဲ့သူတွေကိုပဲလို့သူကရေးထားတယ်အားလုံးသူတို့ရေးထားတာကတော့စည်ရင်းရတော့၄၂၆၀၀တအူးရှိတယ်ဆိုပြီးရေးထားတာပေါ့နော် အဲ့တော့အဓိကအဖြစ်တော့လက်ရှိအနေအထားမှာဒီသတင်းအရတော့ကျန်တဲ့ဘန်ကောက်တို့ချင်းမိုင်တို့စတဲ့အဖြစ်ဒီနေရာတွေမှာရှိတဲ့တရားမဝင်မြန်မာလူသားတွေတော့မပါသေးဘူးလို့ပြောပေမဲ့ဒီနေရာတွေမှာဥမာအဖြစ်ဘန်ကောက်ကနေပြီးတော့ကမ္ဘောဒီးယားလူသားတွေဘလောက်ပြန်သွားတယ်ချင်းမိုင်ကနေကမ္ဘောဒီးယားလူသားတွေဘလောက်ပြန်သွားတယ်ဆိုတာကျွန်တော်တို့မသိနိုင်ဘူးသို့ပေမဲ့ဒီလိုပဲတဖြည်းဖြည်းချင်းလစ်လက်သွားတဲ့ကမ္ဘောဒီးယားလူမျိုးတွေနေရာမှာလစ်လက်သွားတဲ့ ီအလုပ်တွေနေရာမှာမြန်မာနိုင်ငံသားတွေကိုတဖြည်းဖြည်းထိုးထည့်သွားလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်တယ်။အဲ့တော့လူငယ်တွေအလုပ်ရတဲ့အတွက်တော့ကောင်းပါတယ်။ကျွန်တော်တို့အနေနဲ့ကြိုးဆိုတယ်။ဒါပေမဲ့ခုနပြောသလိုပေါ့နော်တရားမဝင်တရားတိုင်းပြည်မှာတရားမဝင်အလုပ်သွားလုံးနေတဲ့အတွက်လူငယ်တွေအနေနဲ့တိတ်ခါရှိရှိအလုပ်မလုပ်နိုင်ဘူးဒါတစ်ချက်။နောက်တစ်ခုကမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကဟာလာထားပါတော့အခုလိုလူငယ်တွေတဖြည်းဖြည်းနဲ့ဆုံးရှုံးရတဲ့အတွက် မြန်မာနိုင်ငံမှာကုန်ထုတ်လုပ်မှုစွမ်းအားတော့တော်တော်ကျဆင်းလာဖို့ရှိလိမ့်မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဆိုတော့ဒါတွေကိုကျွန်တော်တို့ကဟာလာနိုင်ငံတော်အစိုးရအနေနဲ့ဘယ်လိုဖြည့်ဆည်းမလဲဆိုတာဟိုစဉ်းစားနေလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကမြန်မာနိုင်ငံမှာဟာလာမြေလို့မြေရန်တည်ဆာတာတွေအများကြီးရှိတယ်။တခုပဲရှိတာကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်ထနာကနိုင်ငံတကာယင်းနှိမ့်ညွန့်နှံမှုတွေမလာတဲ့အတွက် အလုတ်လက်မဲ့များတယ်လူငယ်တွေကိုအလုတ်ကင်ဖန်ပြီးခုအရန်နေတယ်နောက်တစ်ခုကအလုတ်လုံနေကြတဲ့လူငယ်တွေအတွက်ကိုလည်းဘာဖြစ်လဲဆိုတော့ထိုက်တဲ့ဝင်ငွေပေါ့နော်ထိုက်တဲ့လောက်ခလာစာမပေးနိုင်ကြဘူးအဲ့တော့လူငယ်တွေကလည်းမှန်တယ်အားလုံးကတော့လူတိုင်းကတော့ကိုကြီးကြီးအမျက်နှူရအောင်သွားကြမှာပဲအဲ့တော့ကျွန်တော်တို့ကလူငယ်တွေပြန်လာအောင်မြန်မာနိုင်ငံမှာပြန်ပြီးအလုတ်လုံချင်အောင်ဆွဲဆောင်မှုတွေတော့လုပ်ရလိမ့်မယ်ကျွန်တော်တို့ဒီလိုသုံးသပ်တယ် လက်ရှိအနေအထားမှာတော့ဟာဗိုလ်ချုပ်ကြီးကသူနိုင်ငံတကာကိုသွားတယ်ဥထားပါတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မပတ်သက်ချင်တဲ့နိုင်ငံတွေကိုရတယ်မပတ်သက်နဲ့ရတယ်ကိုတိုင်းပြည်ကိုတကယ်ခင်တဲ့လူတွေတကယ်လေးစားတဲ့လူတွေကိုတိုင်းပြည်ပေါ်မှာတကယ်တန်မိုးထားတဲ့နိုင်ငံတွေကိုသူအဓိကခရီးသွားတယ်ဟာဗယ်လာရုစ်တို့ရုရှားတို့ကာဇက်စတန်တို့စသည်အဖြစ်မို့လို့ဒီနိုင်ငံတွေကိုသွားတယ်သွားပြီးတော့မြန်မာနိုင်ငံမှာလာလို့ရင်းနှီးမြှုပ်နှံမှုခေါ်တယ်နောက်ပြီးတော့မြန်မာပြည်ကပစ္စည်းတွေဝယ်ဖို့ဟာလာသူဒါမျိုးတွေသူ ဘလိုခေါ်မလဲညှိနှိုင်းပေးနေတာတွေ့ရတယ်ပြီးခဲ့တဲ့အခုကာဇက်စတန်ကပြန်လာတဲ့အချိန်မှာဆိုတော့ကာဇက်စတန်ကမြန်မာနိုင်ငံကပေါ်ဆမ်းမွေးစံကိုစိတ်ဝင်စားတယ်ဆိုတော့ဒါမျိုးသူလင်းပေါ်မှာဒီလိုပြောသွားတာကိုကျွန်တော်ကြားလိုက်ရတယ်အဲ့တော့အဓိကအဖြစ်ကဘာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ဟလာအဓိကအဖြစ်တော့ဟလာတောင်သူတွေပဲဖြစ်ဖြစ်မွေးမြူရေးသမားတွေပဲဖြစ်ဖြစ်တကယ်လုံလုံတဲ့လူငယ်တွေပဲဖြစ်ဖြစ်ဝင်ငွေကောင်းကောင်းရဖို့က ကျွန်တော်တို့နိုင်ငံထုတ်ကုန်တွေကိုနိုင်ငံခြားနိုင်နိုင်ငံခြားတိုင်းပြည်တွေကိုပို့နိုင်မှုလိုအပ်တာပေါ့လိုအပ်တာပေါ့အဲ့လိုပဲနိုင်ငံခြားတိုင်းပြည်ကနေပြီးကျွန်တော်တို့တိုင်းပြည်မှာလာရောက်ရင်းများများလာရောက်ရင်းနှီးမြှုပ်နှံမဲ့တကယ် investor တွေပေါ့နော်ရင်းနှီးမြှုပ်နှံသူတွေတကယ်ကုန်တွေတွေလည်းလိုအပ်တာပေါ့အဲ့တော့ကြိုးရအောင်လို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကဒါတွေကိုဒီလိုကြီးချက်ချင်းလှုပ်လို့ရမလားဆိုတော့ဒီလိုကြီးလှုပ်ချင်နိုင်လဲလှုပ်လို့မရအောင်အဓိကဟလာကျွန်တော်တို့ရှိမှာ နိုင်ငံရေးအရာ တားဆီးထားတာတွေရှိတယ်ပြည်တွင်းမငြိမ်မသက်မှုတွေရှိတယ် တော့နိုင်ငံတော်ကြီးကဲတွေအနေနဲ့ကတစ်ဖက်မှာနိုင်ငံရေးအရပြည်လည်မှုရအောင်နီလန်းနေရှာဖွေနေတယ်လို့ပြည်တွင်းမှာရှိရဲဟလာမငိမ်မသက်ဖြစ်နေတဲ့ဒေတာတွေကိုလည်းငိမ်သက်အောင်ပုံသဏ္ဍာန်မျိုးမျိုးနဲ့စ조사နေရတယ်ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တွေ့ရတယ်ဒီအတွက်လည်းကျွန်တော်တို့တွေကပြောရရင်ကိုကိုတော့ဒါပြောရရင်ဘယ်လိုခေါ်မလဲဟိုဟိုကျွန်တော်တို့ဘယ်လိုခေါ်မလဲမန္တတိုင်တက်တာတော့မဟုတ်ဘူးเนาะဒီအတွက်လည်းကျွန်တော်တို့လည်းဒါဝိုင်းပြီးတော့ဟိုကိုတက်နိုင်တဲ့ဘက်ကပေါ့ဗျာဝိုင်း조사ရတယ်ဝိုင်းကူညီတာဒါကိုကျွန်တော်ပြောချင်တာ တော့အဓိကအဖြစ်ကဘာလဲဆိုတော့ကျွန်တော်တို့ကဟိုဘေးတီးတွေပေါ့ဗျာဘေးတီးတွေဘေးတီးတွေဆိုတာအတိုင်းမီးတွေမှာဘာဖြစ်နေညာဖြစ်နေတချို့လူငယ်တွေကယုံပြီးတော့ကြောက်ပြီးတော့ပြေးကြတယ်ထိုင်းတို့ကသွားကြတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကစိတ်မူရန်ဥပဒေကဘာဖြစ်တယ်ညာဖြစ်တယ်ဘေးကတီးတာကိုကြောက်ပြီးလူငယ်တွေထွက်သွားကြတယ်ကျွန်တော်တို့စိတ်မကောင်းဘူးအဲ့တော့ကျွန်တော်တို့ပြောချင်တာကိုယ်နိုင်ငံကြီးကဟောင်းလောင်းကြီးကြံခဲ့နေတာကိုလူငယ်တွေဒီလိုပဲကြည့်နေရလားကျွန်တော်တို့ပြောချင်တာအဲ့လိုပဲနိုင်ငံတော်အစိုးရအနေနဲ့ရောလူငယ်တွေကို ဘယ်လိုပေါ့နော်သူတို့လုတ်ပိုင်ခွင့်တွေဘယ်လိုပေးမလဲသူတို့စားအားတွေထုတ်ပိုင်ခွင့်တွေဘယ်လိုပေးမလဲသူတို့ရဲ့လုတ်အားနဲ့မျှတာတဲ့ငွေငွေအချိုးအစားတွေဖြစ်လာအောင်ဘယ်လိုလုပ်မလဲဒါတွေကိုကျွန်တော်တို့ဒီဘက်မှာလဲစီမံပေးဖို့လိုအပ်လိမ့်မယ်လိုအပ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားကကျွန်တော်တို့ကျွန်တော်အမြဲပြောလို့ကဘာကြီးမှာဟလာအမေရိကန်ပြည်ထောင်စုမှာဘာဖြစ်နေလဲဆိုတော့မြန်မာနိုင်ငံကနေအချိန်နဲ့အမျှလှမ်းကြည့်နေလို့ရတဲ့ခေတ်ဖြစ်နေပြီ။အဲလူငယ်တွေကလည်းသူတို့ဟလာသူတို့ရဲ့ ဟိုတက်လန်းနေသူတို့ရဲ့ဘဝတွေသူနိုင်ငံတကာနဲ့သူတို့ရှင်ထိုးကြည့်မှာပဲရှင်ထိုးကြည့်ရတာဟာတို့တိုင်းပြည်မှာတော့ကွာတို့ရဲ့ငယ်ဘဝတွေဟဲ့လားဒုက္ခရောက်ခံဒုက္ခဆင်းရဲခံငတ်ပြက်ပြီးတော့မနေဘူးကဲဆွန့်သာသွားမယ်ကွာဆိုပြီးတော့သွားကြလောက်ကန်ကြတာလေဖြစ်မှာပဲသူတို့ဘက်ကလည်းကိုကကျွန်တော်တို့ကပြန်ပြီးတော့ဘယ်လိုခေါ်မလဲသူတို့ဘက်ကလည်းပြန်ကြည့်ပေးဖို့လိုအပ်တာပေါ့နော်လိုအပ်တာဒါကြောင့်လည်းပြောရအောင်လက်ရှိနိုင်ငံတော်အကြီးအကဲကသူစိတ်ရှည်ရှည်နဲ့တကယ်လူငယ်တွေကိုဟဲ့လားဟိုဘယ်လိုခေါ်မလဲပြန်ပြီးဆွဲဆောင်စည်းအုံးတာတွေသူလုပ်တယ်လို့အခုဆိုနိုင်ငံတကာကိုသူပြောရရင် တနေ့မှာ၄၅ပေါက်သူခီးသွားတယ်ခီးသွားဆိုတော့လေဒီကအဖြစ်မြန်မာနိုင်ငံကိုဘလို့ဟလာဘလို့ကူညီကြမလဲသူဒီအတွက်ကိုပြောရတိုင်းပြည်နဲ့လူမျိုးအတွက်လို့ကျွန်တော်ဒက်ဒီလိုပြောလို့ရတယ်လူပြောလို့ရကျွန်တော်တို့လည်းဒီလိုနီးလန်းနေကျွန်တော်လည်းရှာကြမှာဟလာဥပမာအဖြစ်တကယ်ကိုစင်ရွေနဲ့နေတဲ့နိုင်ငံတွေအနေနဲ့သူတို့နိုင်ငံမှာရှိတဲ့လူငယ်တွေကိုဘလို့ပြန်ပြီးတော့ဆွဲဆောင်စီယုံတယ်လဲဟလာသူတို့နိုင်ငံမှာစီးပွားရေးတွေကိုဘလို့မျိုးတိုးတက်အောင်ပြန်လုပ်တယ်လဲကျွန်တော်တို့ဒါတွေကျွန်တော်တို့ ဟိုလေ့လာတာဗောနော်လေ့လာကျွန်တော်တို့လည်းလေ့လာပါလေ့လာပြီးတော့ကျွန်တော်တို့လည်းဒီ line ပေါ်ကနေပြီးတော့တီးစလောက်တက်တလောက်လေးတွေကျွန်တော်တို့လည်းပြောတာဗောဗျာပြောတာလေးတွေရှိပါတယ်ဒါမျိုးလေးတွေဗောနော်အဲ့တော့ time မီကိုတော့ဒီတိုင်းပြစ်ထားလို့မရအောင်ဗျာဘာလို့ time မီဖြစ်ရှင်တာဖြစ်กว่าဆိုပြီးတော့ဒီလိုပြစ်ထားလို့မရအောင်ကျွန်တော်တို့ရှိမှာ generation တွေရှိတယ်ဟာလာအဲ့လိုပဲကျွန်တော်တို့တချို့ကိစ္စတွေကြတော့လို့ရှိရင်လည်းကျွန်တော်တို့ကပေးလိုက်ရတာရှိမယ်ပြန်ယူရတာရှိမယ်အဲ့တော့ကိုကပေးရတာကြီးပဲမမြင်မဲနဲ့ပြန်ယူတဲ့အခါမှာအမျက်နဲ့ပါယူဖို့လိုတာဗောဒါမျိုးလေးတွေဗောနော်စီဝါရေးပဲလှုပ်လှုပ်ဂျန်နဲ့ဘာရေးပဲလှုပ်လှုပ်ဗော တော့ကျွန်တော်တို့ကပါလဲဆိုတော့စိတ်ရှည်ရမယ်သဘောထားကြည့်ရမယ်ကျွန်တော်တို့ကစကားပြောရင်ခြုံသားရမယ်ဒါပေမဲ့ကျွန်တော်တို့ကလက်ထဲမှာဒုံကြီးကြီးကင်ထားနိုင်အောင်တော့ကြိုးစားရလိမ့်မယ်ကျွန်တော်တို့ကဒါမျိုးအဲ့ဒါကတူးတယောက်တည်းလုံးလို့မရအောင်နောက်တစ်ခုကပါလဲဆိုတော့ပြည်သူလူထုယုံကြည်မှုမရှိတဲ့သူတွေပြည်သူလူထုလက်မခံတဲ့သူတွေနိုင်ငံရေးနယ်ပယ်မှာမျက်နှာပြောင်ကြီးတွေတိုက်ပြီးပြန်ထွက်လာတာကိုနောက်တက်မဲ့အစိုးရအနေနဲ့လက်မခံမှုလိုအပ်တယ်ဒါတိတ်အရေးကြီးတယ် လူငယ်တွေကဒီကိစ္စကိုအရန်စိတ်ပြက်နေတယ်ဆိုတော့ကျွန်တော်တို့သိတယ်ကျွန်တော်တို့သိတယ်လူငယ်တွေကဒီကိစ္စကိုအရန်စိတ်ပြက်နေတယ်ပြည်သူလူထုလက်မခံတဲ့အုပ်စုတွေကမျက်နှာပြောင်ကြီးတွေတိုက်ပြီးတော့နောက်ဆိုးရမှာပဲသူတို့ပါတော့မလို့လို့ဘာလို့လို့လုံနေတာတွေကိုလူငယ်တွေကသိတယ်လူငယ်တွေကအဲ့ဒါတွေကိုလက်မခံဘူးဘာကြောင့်ဒါပေမဲ့လူငယ်တွေကဒါတွေကိုထုတ်ပြောဖို့အတွက်သူတို့ရှိမှာအားမရှိဘူးအဲ့တော့သူတို့ကနိုင်ငံကိုစွန့်ခွာသွားကြတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာဟာလာနောက်တက်မဲ့အစိုးရဟာ လူငယ်တွေအတွက်ငါတို့အမြဲစီစဉ်စဉ်းစားနေတယ်ဆိုတာကိုလူငယ်တွေကိုမြင်အောင်ပြနိုင်ဖို့လိုအပ်တယ်။လက်ရှိဘုံချုပ်မှုကြီးကိုလူငယ်တွေလက်ခံတယ်။လက်ခံတယ်။ဘာကြောင့်လဲ?သူ့ရဲ့စ조사အားထုတ်မှုတွေကိုကျွန်တော်တို့မြင်နေရတယ်။ကျွန်တော်တို့မြင်နေရတယ်။တိုင်းပြည်ကိုသူ့မိသားစုပုံစံအုပ်ချုပ်တယ်။ဟုတ်လား?ကျွန်တော်အမြဲပြောတယ်ဒေါ်နယ်ထရန့်ကိုကျွန်တော်တို့ကြိုက်တယ်။ဘာသူဒေါ်နယ်ထရန့်ကသူ့ရှိမှာသားတွေသမီးတွေမြစ်တွေရှိတယ်၊မြီးတွေမြစ်တွေရှိတယ်။အဲ့တော့သူ့တိုင်းသူ့အိမ် လုံလုံချုံချုံရှိဖို့အတွက်ကိုသူတိုင်းမျိုးလေဟုတ်တယ်တိုင်းမျိုးကငါတို့တိုင်းမျိုးကငါမိသားစုလိုလုံချုံမှုရှိဖို့လိုတယ်ဆိုပြီးသူတိုင်းမျိုးတကယ်လုံလုံချုံဖြစ်အောင်သူလုပ်တယ်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ဟုတ်လားဟိုဘလို့ခေါ်မလဲဟိုငါဒီတယောက်ကောင်းမှုရောက်ဖို့သူတယောက်မှပြက်လင့်ကားသည်ဆိုတော့ဒါနိုင်ငံရေးရဲ့ဘလို့ခေါ်မလဲစာချိုးပေချိုးပေါ့နော်ဒီလိုတော့ရှိတာပေါ့အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအားလုံးအဖက်ဖက်ကနေပြန်ပြီးတော့ဒီလောက် ကြက်တဲနေတဲ့အချိန်အခါကြက်တဲနေတဲ့ခေတ်ဝိုင်းဝန်းတိုက်ခိုက်ခံနေရတဲ့နိုင်ငံတစ်ခုကိုပြန်လဲဆွဲတင်နေရတယ်ဆိုတာကဝဂျုံမူကြီးအတွက်စိန်ခေါ်မှုအကြီးကြီးပါလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးသူလည်းသိပါတယ်တိုင်းပြည်မှာမြမနိုင်ငံရေးရဲ့ next generation မှာဘယ်သူတွေပါလို့မရတော့ဘူးဆိုတာဝဂျုံမူကြီးကောင်းကောင်းသိတယ်ဝဂျုံမူကြီးကောင်းကောင်းသိအဲ့တော့ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ လူငယ်တွေအနေနဲ့စိတ်ရှိဖို့လိုတယ်စိတ်ရှိဖို့လိုတယ်လက်ရှိဟုတ်လားမိုးချုံမူကြီးအစိုးရဟာဘလို့စ조사နေတယ်ဆိုတာလူငယ်တွေအနေနဲ့မြင်အောင်ကြည့်ဖို့လိုတယ်သူကလူငယ်တွေကိုမပစ်ထားပါဘူးမပစ်ထားပါဘူးနော်မပစ်ထားပါဘူးဒါကိုသိဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်ကအလုံးဝိုင်းဆွဲတင်ဖို့လိုအပ်တယ်လို့နော်ကျွန်တော်ဒါလေးကိုကျွန်တော်သုံးသပ်ချင်တာပါ